ဒါလေးကကော့ချောင်းလေးရဲ့ဒီတနက်ကန်းလေးရဲ့အုံပြူပြီးတော့ပန်းလေးစာလေးကိုအလှဆင်နဲ့ เนาะအဲ့ဒီပုံစံလေးကိုပြပေးသွားမှာဖြစ်ပါတယ်ဒီကတော့ဒီဂန်းလေးကိုသုံးတာပေါ့เนาะအဲကော်ဆီလီကွန်ကော် ပေါ့เนาะဒီကော်လေးကလည်းအဲဝယ်လို့လွယ်တယ်ကော်ချောင်းလေးကလေเนาะဒီမှာအမအဖူပေးထားတယ်အဲအမတော့ဒီအင်ဗာတာမီးဒီပိုင်းတော့မသုံးဘူးသူ့ကိုမီးလာမှာပဲသုံးဖြစ်တယ်ပေါ့เนาะအဲဘိုးအားတွေဘာတွေတော့မပြောတတ်ဘူးအဲသူ့ကိုတော့အမမီးလာမှာတုံတာများတယ်ပေါ့နော်အဲပြီးတော့ဒီမှာဒီစာလေးတွေအမ ready ညှက်ထားတယ်ကိုကတ်ချင်တဲ့စာပန်းနော်အဲဘော်ဂျဲစီကွင့်နော်ကိုဘာကတ်ချင်လဲကတ်ချင်တဲ့ပစ္စည်းကို ready လုပ်ထားဒီမှာမီးလေးကိုပလက်ကလေးထိုးမယ်ခလုတ်ကလေးဖွင့်မယ်အဲခလုတ်ကတော့ရှောက်ဖွင့်တာဆရာမလို့ဘူးခလုတ်ကိုကုလိုချင်တဲ့အပူချိန်ရပြီဆိုရင်သူကကော်ချောင်းလေးပျော်သွားပြီဆိုရင်ခလုတ်ကိုပြန်ပိတ်ထားတယ်လွယ်တယ်နော်သုံးရတာလွယ်ပါတယ်အရင်ခက်ခက်ခဲခဲသုံးဆရာမလို့ဘူးတခုပဲအဲ့ဒီကိုအရေးကလက်ပေါ်မထိမိစေနဲ့အဲခနာကူပေါ်လက်ပေါ်တွေပါကြံ့ဝိုင်းရင်လုံးဝမြေးရပါကြံ့ဝမယ်သူကအဲ့လိုမျိုးအသားကိုချက်သွားတာเนาะအဲ့ဒါလေးတစ်ခုပဲဂယူးဆိုင်ပြီးနောက်ကလေးတွေနဲ့ဝူးဝေးမှထားပြီးသူကပူတယ်ပေါ့เนาะ တို့မိပြီဆိုလို့ရှိရင်နောက်အထည်တွေပါနေဆိုရင်လည်းသူကတချို့ဒီအဲအရေးကြီးတဲ့ပွဲတွေတွေပါနေဆိုရင်အနားမှာမထားနဲ့အဲ့ဒီကော်ကြပြီးွားရင်အဲ့ဒီကော်ကိုပြန်ခွာလို့မရတော့ဘူးသူကကော်အရန်ကောင်းတယ်နောက်ခွာချင်းခွာလို့မရတော့ဘူးတကယ်ကိုကိုလိုချင်းနဲ့ final reset ရပြီဆိုမှဒီကော်ကိုအသုံးပြုပေးပါဖြစ်နိုင်ရင်ပင်အပ်တွေပါနေနဲ့ တေချာလေးအထိုင်ချအဲလိုချင်တဲ့ပုံစံရပြီဆိုမှနော်ဒီဂန်းကိုအသုံးပြုစေခြင်း ਨੇ ဒီဂန်းကိုဖွင့်ပြီဆိုရင်လည်းသတိထားပါနော်။ तू ကထောက်တဲ့နေရာလေးပါတယ်။သူ့ရဲ့ဒီနှုတ်သီးနေရာလေးမှာထောက်တာလေးပါတယ်။သတိထားပြီးတော့သူ့ကိုထောက်ပြီးနော်ဟိုဒီကော်ရီးယားရေပျော်ထက်တယ်နော်ဟိုစသုံးခါစဆိုရင်နည်းနည်းလေးအဲမသုံးထက်သေးရင်လက်အသားမကျသေးရင်နည်းနည်းလေး तू ကကော်ရီးယားဟိုဒီနေ waste ဖြစ်တယ်။အဲကော်ရီးပျော်သွားတာတော့ခဲသွားတာဖြစ်တတ်တယ်။ကော်က အပြင်မှာပျော်သွားရင်အဲ့ကောင်တော့မရတော့ဘူး၆ပါတယ်။နောက်ကိုလိုချင်တဲ့ဒီအထည်ပေါ်မှာတခါတည်း အဲပင်အဲ့နဲ့တခါလဲထိုးထားနော်ကိုကက်ချင်တဲ့ပစ္စည်းကိုပြီးသွားရင်သူ့ကိုတခါလဲအဲ့ဒီဟာလေးကိုနည်းနည်းလေးဟနည်းနည်းလေးဟပြီးတော့ဒီကော်ကိုဂန်းလေးနဲ့ထိုးထည့်လိုက်တာအားလုံးအတွက်အဆင်ပြေတယ်နော်ဟိုအခုအမကတ်တာကတော့နည်းနည်းလေးအန္တရာယ်များတယ်ဗောနော်ကိုမကျွမ်းညင်ဒီလိုမျိုးကတ်လို့မရဘူးအဲလက်ပုံလည်းအပူလောင်တတ်တယ်နောက်တစ်ခုကဒီကိုကလက်တန်းကတ်သွားတာလဲလက်ကိုမှန်းနိုင်မှာအကေးမမတ်နိုင်မဲနဲ့ကတ်လိုက်ရင်ဒါပြန်ခွာလို့မရဘူးနော်သူ့ရဲ့အာသာချက်အားနည်းချက်တွေတော့အများကြီးရှိတယ်ဒါလေးကိုအမပြပေးခြင်းလို့ပါနော် အဲကော်ချောင်းမှာလည်းသူကနှစ်ဆိုင်လာတယ်ကော်ချောင်းအကြီးရယ်အသေးရယ်ပေါ့နော်အဲဒီဂန်းကဝယ်ထားတာကြပြီဆိုတော့အဲဂန်းဂန်းဝယ်တဲ့ခါမှာဘယ်ကော်ချောင်းဆိုင်လဲဆိုတာလေးမေးပြီးဝယ်ပေါ့နော်အဲအဲ့လိုမျိုးလေးမေးပါအဲကော်ချောင်းနှစ်မျိုးလာပါတယ်နောက်ဒါလေးကတော့အမအသေးစိတ်အမဒီတုံးလာတဲ့အပေါ်မှာမူတည်ပြီးပြောပြပေးတာဖြစ်ပါတယ် ော်ဒီ ready made တွေဆိုရင်ဒီမှာဒစိလေးတွေကတ်တာလို့ရင်ဒိုးလေးတွေကတ်တာအဲအယုတ်ကလေးတွေကတ်တာလို့ဆိုရင်လည်းသူကမြန်တဲ့အဆင်ပြေတယ်ပေါ့နော်အဲကော့ချောင်းလေးကတော်တော်သုံးဝင်ပါတယ်အဲများသောအားဖြင့်အမက B 9000လို့ B 6000 F 6000နဲ့ကတ်တာများတယ်ဒါပေမဲ့အဲ့ဒီကော်ကနည်းနည်းလေးကုန်နေလို့အဲအမကလေအဲ ဒီစီလီကွန်ကော်လေးကိုဒီဂန်းလေးရမိလဲလာနေတယ်ဆိုတော့ဒါလေးကိုအသုံးပြုဖြစ်သွားတာပေါ့နော်အဆင်ပြေပါတယ်ဒါပေမဲ့ဒီကော်ချောင်းသုံးတဲ့နေရာမှာပဲနည်းနည်းလေးကော်လေးကိုသတိထားပြီးပြီးတော့ဒီတစ်ခုနဲ့တစ်ခုကတ်တဲ့နေရာမှာသူကော်မြင်လေးတွေတန်းနေအဲ့ဒီကော်မြင်လေးတွေကိုအားလုံးပြီးွားပြီဆိုရင်ကော်မြင်လေးတွေကိုလက်နဲ့နည်းနည်းလေးလှိုက်ပြီးတော့ခွာလိုက်ပေါ့နော်ဘာပြဿနာမှမရှိဘူးအဆင်ပြေပါတယ်နော်ပွဲတဲ့အထိသုံးလို့ရပါတယ်လက်ကိုတော့ဒီနည်းနည်းလေး အဲကော်ဒီပါလေးပြီးရင်နည်းနည်းတတိထားပေးပေါ့နော်သူကအဲလက်ပေးွားရင်လည်းခံရတာအသိစိတ်မပြေဘူးပြီးတော့ဒီလက်မှာကော်ကအဆက်ကျသွားရင်အရန်နာပါတယ်နော်အဲ့ဒါလေးတတိထားပေးပါကိုထဲ့နေနေကော်ချောင်းကုန်သွားပြီဆိုရင်အနောက်ကနေလေမကုန်ခင်မှာကော်ချောင်းလေးကိုထပ်ထည့်ထည့်ထားပေးပါတော့အဲသူကကြည်စံသဘောလေးတုံးရတာဒီ လက်ကလည်းညှစ်တယ်အနီရောင်လေးကညှစ်တာနော်ကော်လေးကိုညှစ်ညှစ်ပြီးသုံးတာအဲအဲ့ဒါကိုညှစ်တဲ့ချိန်မှာကော်ကကုန်ကန်နေပြီဆိုရင် तू ကလေမလားလိုက်မလားတော့ညှစ်အားမရှိတော့ဘောနော်အဲ့ခါကျရင် तू ကိုအဲနောက်ထပ်ကော်ချောင်းအစ်စ်တစ်ခုကိုနောက်ကနေထပ်ထည့်ပေးရပါတယ် အဲဒီနေရာမှာအမညှက်တာလေးကိုလည်းပြန်ချင်လို့ပေါ့နော်အဲဒီမှာကိုဘာလေးတွေထည့်ချင်လဲကိုတိုက်တလို့ပေါ့နော်အဲအကွေပဲထည့်ထည့်အချောင်းလေးတွေပဲထည့်ထည့်နော်ဟိုပန်းမွင့်လေးတွေပဲထည့်ထည့်ကိုတိုက်တလို့အိုင်ဒီယာလာတလို့လုပ်လို့ရပါတယ်အဲအမကတော့ကိုစိတ်ထဲမှာရှိတလို့လေးပဲထည့်လိုက်တယ်ပေါ့နော်အဓိကဒီ၃နဲ့နီလေးကိုပြပေးချင်တာပေါ့နော် ဟိုကိုမဒီဝယ်ထားတဲ့ကော်ကကုံသွားလို့ဒါမှကော်က၆သွားလို့ဆိုရင်အဲဒီလိုမျိုးခန်းလေးနဲ့ဆိုရင် ပေါ့နော်ဒီကော်၆တာလည်းဘာဖြစ်ပြဿနာမရှိတော့ဘူးအဲဒီစာတွေပိုးတွေအဲတွဲတဲ့ခါကျရင်လည်းဒီပေါ့နော်ဒီပန်းလေးတွေလှတင်တဲ့ခါနော်ဒီတစိပ်ကလေးတွေကတ်တဲ့ခါမှာဒါလေးကတော်တော်ကိုအသုံးဝင်ပါတယ်နော်နောက်ပြီးတော့လေဒီအဆက်ဆက်တွေပေါ့နော်ဒီကလစ်တို့ခေါင်းစည်းတို့နော်အဲ့ဒီမှာလည်းသုံးလို့ရပါတယ်အဲ तू ကဒီတမျိုးတည်းသုံးတာမဟုတ်ဘူးအထဲမှာတင်သုံးတာမဟုတ်ဘူးဒီ ready made ထုတ်တဲ့နေရာတွေမှာသုံးတယ်ကလစ်တွေခေါင်းစည်းတွေ တွေเนาะပြီးတော့စက်ညက်ကလေးတွေရင်ထိုးလေးတွေเนาะတခြားပစ္စည်းတွေမှာလည်းသူကတော်တော်လေးသုံးဝင်နေကိုညာရှိရင်ရှိသလိုဒီပစ္စည်းလေးကိုသုံးသွားလို့ရပါတယ်เนาะဒါရီကအမအပေါ်ခြေလိုင်းလေးကိုအဲအနာသက်ကလေးထည့်ကျင်တာပေါ့နော်အဲဒီမှာအမအနာသက်ကလေးကိုဒီမှာထည့်နေတယ်နော်လေးထောင်ပုံစံလေးအနာသက်ကလေးကိုဘောင်းပုံစံလေးဖော်လိုက်မယ်နော်အရင်ဆုံးဒီခု ဂန်းမို့မကန်ခင်ကိုဘလို့ထဲ့ကျင်လဲအရင်စဉ်းစားနော်စဉ်းစားပြီးပြီဆိုမှတိတ်ချပြီးဆိုမှဂန်းလေးကိုဖွင့်မယ်နော်သူကအမှမီးလေးလင်းနေတယ်လှုပ်လှုပ်လှုပ်နေအဲလှုပ်လှုပ်လှုပ်ကတော့အဲကြာဝါလို့လားဘာလားတော့မသိဘူးပေါ့နော်မီးလင်းနေတယ်မီးလင်းနေတယ်ဆိုရင်တတိထားပေးပေါ့နော်သူကော်ရောကအရန်ကြီးကြာဝါရင်ကော်ချောင်းတွေပျော့တက်သွားတယ်အဲ့တော့ကိုလိုချင်တဲ့အပူရပြီကော်ဝါလိုက်လာပြီဆိုရင်အမှခဏပိတ်လိုက်တယ်နော်ခလုတ်ကလေးကိုခဏပိတ်လိုက်တယ်သူက on and off နဲ့ခလုတ်ကလေးကဘေးမှာပါတယ် ပြီးပြီဆိုရင်အဲအမတော့ဒီမှာဟိုဒီတစ်ခေါက်တော့အမဟာဒီဟာလေးကသေးတယ်သေးတယ်ဆိုတော့အမလေးကိုယ်ကိုမြများများလေးနဲ့အရင်ညှက်ထားလိုက်တယ်နော်အရင်ဆုံးဟိုမှာခဲဆွဲတယ်လို့ပေါ့နော်တချောင်းနဲ့ဆွဲချလိုက်တယ်ကိုယ်ကိုအညှစ်ချလိုက်တယ်ပြီးပြီဆိုမှဒါကိုတင်တယ်ပြီးရင်လက်ကလေးနဲ့ဖိလိုက်တယ်ဒါလေးကပိုစင်ပြေးတယ်ကိုလက်ပေါ်မှာတင်တာကြတော့နည်းနည်းအနေရများတယ်ပေါ့နော်အဲ့တော့အမကကိုတင်ညင်တဲ့နေရာမှာအရင်ဆုံးအဲ့လိုပေါ့နော်ဒီဒါ၄ထောင်ဆိုရင်၄ထောင်ပေါင်းထောက်လျှောက်ကိုကိုကိုညှစ်ချသွားလိုက်တယ် နော်နည်းနည်းလေးတော့လက်ညင်ဖို့လိုတယ်အဲပြီးတော့ဒီကော်တွေကိုလည်းနည်းနည်းဟိုအနှဲများချိန်ဖို့လိုတယ်ပေါ့နော်ကိုကတေးသေးလေးလိုတာကိုအများကြီးသွက်ညှင်ရင်လည်းကော်တွေကပြုံးရှံပြီးထွက်နေမှာပေါ့နော်အဲ့ဒါလေးတွေတော့ဂယူးဆိုင်ပေးပါ၃ရင်း၃ရင်းနဲ့တော့ဒါလေးကိုကျွမ်းကျင်လာမှာပါနော်ဒီပစ္စည်းလေးတွေကအချုပ်ပစ္စည်းဆိုင်နေဒီဇိုင်နာသုံးပစ္စည်းဆိုင်နေမှာ မေးပြီးတော့ဝယ်လို့ရပါတယ်เนาะ ဒါလေးတခုရှိရင်တော်တော်သုံးဝင်နေအဲဘာပစ္စည်းလေးမဆိုကေကိုကပြုတ်သွားတာလေးတွေဘာလေးတွေဆိုရင်လည်းသူ့ကိုပြန်ပြီးတော့ဆက်တဲ့နေရာမှာပြန်ကတ်တဲ့နေရာမှာဒီကန်းလေးကိုအသုံးပြုလို့ရပါတယ်เนาะဒီပလဲလုံးလေးတွေကတ်ချင်တာပဲဖြစ်ဖြစ်เนาะတစိ့လေးတွေကတ်ချင်တာပဲဖြစ်ဖြစ်ဒါလေးကိုအသုံးပြုလို့ရပါတယ်เนาะကလစ်တွေပါတယ်ဆိုရင်လည်းအဲ့လိုပဲခေါင်းစည်းတွေဆိုရင်အဲပြုတ်သွားရင်ဒါလေးနဲ့ပြန်ထည့်လို့ရပါတယ်เนาะ နောက်ဆုံးဒီကျဲသီးတွေပါလေကိုကအလှတည်ညင်တာပေါ့နော်လက်ချုပ်တွေပါမလိုက်တော့ပဲနဲ့ဒီဒီဂန်းလေးကိုဖွင့်လိုက်ဖွင့်ပြီးတော့ဒီကော်လေးကိုညှစ်ပြီးတော့ပူပူလာပြီဆိုရင်ကော်လေးကိုညှစ်မယ်ကော်ကပူနေတဲ့ချိန်မှာကျဲသီးကိုတင်ချလိုက်အဲ့ဒါဆိုရင်အဲ့ကျဲသီးကိုလက်ချုပ်လိုက်စရာမလိုတော့တခါတည်းသူကကတ်သွားတယ်နော်တော်တော်များများအထည်ချုပ်တွေဈေးချုပ်ထည်တွေကဒါမျိုးပဲသုံးတာများပါတယ်နော် ဒါလေးတစ်ခုဝယ်ထားရင်တော်တော်အသုံးဝင်ပါတယ်ကိုအင်ကြီးအမြဲချုပ်တယ်အထည်တွေလည်းကင်တယ်နော်ဟိုဒီလိုမျိုးအလှဆင်တာတွေလည်းလုပ်တယ်ဆိုရင်ဒါလေးတစ်ခုကိုဝယ်ထားဖို့ကြံ့ညင်ပေးပါတယ်နော်ဝယ်ထားတယ်မှာလေဈေးလည်းအရင်မပေးရအောင်ပေါ့နော်အမဝယ်ထားတာကြာတဲ့အတွက်ကိုဈေးကမမှတ်မိတော့လို့ပါနော်ဒါလေးကပြီးွားတဲ့ပုံစံလေးနော် အဲဒါတော့အမစိတ်တိုင်းမကြသေးဘူးနည်းနည်းထထချင်းသေးတယ်ဒါပုံမှန်အနားလေးမှာပြွပြခဲခဲလေးနဲ့အမကထည့်လိုက်တာเนาะဟိုခဲခဲလေးနဲ့ဆိုတော့ကြွလာတယ်ပေါ့เนาะသူ့ရဲ့ပေါ်ကျဲလေးတွေပလဲလေးတွေอ่ะเนาะချစ်စရာလေးပါအဲဒီမှာကိုအနားသက်ကလေးလည်းထည့်လိုက်တော့လေအဲပြီးွားတဲ့အချိန်မှာပုံမှန်ကလေဟိုကိုယ်တိုင်ပြန်လုထထားတာနဲ့မတူဘူးသူ့ရဲ့ original မှာလေးပါထားတာလားလို့ထင်ရအောင်လှတယ်เนาะဟိုအနားလေးอ่ะကြွပြီးလှတယ်အဲပြီးွားတော့ weight လေးလည်းပါသွားတယ်ဒါအမချုပ်ထားလေးကလည်းငုံပြီးချုပ်လိုက်တာလည်းပါတယ်ပေါ့เนาะ ဒါကြံတဲ့တစ်ဖက်ကိုထည့်လိုက်ပါပဲเนาะဒါလေးကအားလုံးပြီးသွားပြီနှစ်ဖက်လုံးပြီးသွားတဲ့အနေထားလေးပေါ့เนาะအဲဒါလေးကိုပခုံးပေါ်မှာဒါဒါသတို့သမီးရဲ့တော့အမေပေါ့เนาะအမေဆိုရင်ဒီပခုံးပေါ်မှာတင်မယ်နည်းနည်းလူကြီးဆန်ဆန်အဲလှလေးလှတယ်ဟိုဘလိုပြောမလဲဟိုစက်တေရှိတဲ့ပုံစံလေးနဲ့ပေါ့နော်ပေါ်ပါလေးကအရင်လှတယ်ဒီစားလေးကလည်းအရင်လှတယ်ဒီစားလေးကတခိုက်ကိုတသိန်းနီးပါးရှိတယ်အဲကြောင့်အမဒီစားလေးကို waste မဖြစ်အောင်သူပြန်သုံးပေးတာပေါ့နော်မြန်မြန်လေးထည့်ပြီးတော့သုံးပေးတာဖြစ်ပါတယ် ဒါပလဲစာပေါ့နော် sequence နဲ့ပလဲနဲ့ရောထားတဲ့စာလေးဖြစ်ပါတယ်နော်ဒါလေးတွေ idea ယူလို့ရအောင်လို့အမသင်ပေးခြင်းဖြစ်ပါတယ်ဒါကြိုက်တယ်ဆိုရင် like and share တွေလုပ်ပေးပါအောင်နော်အမ YouTube channel လေးလည်းအဲအမဖွင့်ထားပါတယ် down fashion ဆိုပြီးတော့ like ရောက်ကြည့်ရှုလို့ရပါတယ်နော်ကျေးဇူးပါနော်ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ပြန်လည်ဆုံတွေ့ပါမယ်